ဒီဗီဒီယိုဖိုင်ကတော့ကမ္ဘာ့ ESS ဆုံးဒုစရိုက်ကိုင်းတွေလည်းကတခုဖြစ်တဲ့ MS Studying ကိုင်းသားတွေကိုတီးတန့်ထောင်မှထားထားတဲ့မြင်ဝင်ဖြစ်ပါတယ်။ MS Studying ရဲ့အရှိကတော့ Mara Server Trucha El Salvador စပီဒုက္ခသည်များလို့အမည်ရပါတယ်။ MS Studying ပေါ်ပေါက်လာပုံကတော့1980ကနေ1992တွေအတွင်း အစာပြီးတော့မှပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီးအမေရိကန်အစိုးရကစစ်ပေးရှောင်တွေကိုလော့အင်ဂျလိစ်မြို့မှာဖော်လုံခဲ့ပေးခဲ့ပါတယ်။အဲဒီစစ်ရှောင်တွေဟာအမေရိကန်ဂိုင်းတွေရဲ့အနေနဲ့လူမျိုးရေးအကြမ်းဖက်မှုတွေကိုကာကွယ်ဖို့အတွက်အဲဒီဂိုင်းကိုစတင်ဖွဲ့စည်းခဲ့ကြတာပါ။နောက်ပိုင်းမှာတော့ဂိုင်းကအင်အားကြီးထွားလာခဲ့ပြီးဝင်းရေးစစ်ရောင်းဝယ်မှုတွေလူတက်မှုတွေလူကုန်ကူးမှုတွေစက်ကြီးကောက်မှုတွေလက်နက်ရောင်းဝယ်မှုတွေကြောင့်နယ်ဝယ်ဇုန်းတွေကျကြလာပါတယ်။ MS Study ဂိုင်းဟာ အမေရိကန်ပြည်အောင်စုတွေကလော့အင်ဂျလိစ်၊နယူးယောက်၊ဗာဂျီးနီးယား၊ဘောအမေရိကတွေကအယ်လ်ဆာဗီဒေါ၊ဟွန်ဒူရက်စ်၊ဂွာဒီမာလာနဲ့မက္ဆီကိုအပြင်ဥရောပနိုင်ငံတွေမှာအဓိကလှူရှာပြီးအဖွဲ့ဝင်ဂိုင်းသား3000ကနေ9000ကျားမှရှိတဲ့အင်အားကြီးဂိုင်းတစ်ခုဖြစ်ပါတယ်။2020ကနေ2024ခုနှစ်တွေအတွင်းမှာ American ရဲတပ်ဖွဲ့ FBI နဲ့ CIA တို့ပေါင်းပြီး MS-13 ဂိုင်းဝင်တထောင်ခန့်ကိုဖမ်းဆီးခဲ့ပါတယ်။ ဒါပြင်အစားပြီးတော့အစိုးရကလည်း MS Data ကိန်းသား2000ကျော်ကိုဖန်ဆီးခဲ့ပါတယ်။ဖန်ဆီးပြီးတဲ့အခါမှာလည်းအဲ့ဒီကိန်းသားတွေကိုလုံခြုံရေးတင်ကျပ်တဲ့တည်တံ့ထောင်မှာထားရပါတယ်။အထူးတည်တံ့ထောင်တွေမှာဖွဲထားရတဲ့အဓိကအကြောင်းရင်းတွေကတော့တခြားကိန်းသားတွေနဲ့ထောင်တွင်းတိုက်ပွဲတွေဖြစ်လာမှာကိုကာကွယ်ဖို့အတွက်နဲ့ကိန်းသားအသေးစုစောင်းတာထောင်တွင်းဒုစရိုက်လုပ်ငန်းတွေထပ်လုပ်မှာကိုကာကွယ်ဖို့အတွက်အစိုးရကဘူးလို့ထောင်တည်တံ့မှာထားထားတာပါ။ အဲ့လိုဆိုလာတဲ့ MS Study ကိုင်ကို FBI နဲ့ Interpol က Transnational Criminal Organization TCO ကမ္ဘာအကြမ်းဖက်ကိုင်အဖြစ်သတ်မှတ်ထားပါတယ်။ MS Study ဟာလက်ရှိမှာကိုင်ဘွဲ့ဝင်တောင်းကြောချဲရှိနေပြီး American Bureau စုနဲ့ဥရောပနိုင်ငံတချို့မှာပြုဝဲလှူရှာနေကြပါတယ်။